်ရသော်ဘုရားလက်ထက်တော်အခါတုန်းကဘုရင်တို့တာဝိထိမြို့မှာတငယ်ချင်းအပေါင်းအသင်းပေါင်း900လောက်စုမိပြီးတော့ရသော်ဘုရားရဲ့တရားကိုနားရတဲ့အတွက်ကြောင့်တတိတံဝေကရပြီးတော့လူဘဝနဲ့ဒီအကျင့်မြတ်တွေကိုစင်ကြအောင်ကျင့်သုံးနိုင်ဖို့မလွယ်ဘူးဆိုပြီးတော့ညီညီညာညာတိုက်မင်းပြီးတော့ယဟန်ပြုကြတယ်ယဟန်လည်းပြုပြီးတော့တို့အကြောင်းမှာဒီလိုစားကတောက်ခံနဲ့ဒကာတော်မတွေရဲ့အပူဇော်ခန်းနေုံမျှနဲ့တန်စရာဘုကမလွတ်နိုင်ဘူ အခွင့်အရေးကြုံနေတဲ့အခါကာလမှာအခွင့်အရေးကိုပြီးပြီးပြင်းပြင်းအသုံးချတတ်ဖို့လိုတယ်လို့စိတ်ကူးပြီးတော့ရသော်ဘုရားကြီးကကမ္မဋ္ဌာန်းတရားများတောင်းပြီးတော့တော်တဲ့ဝင်ပြီးတော့တရားနှလုံးကျင့်သုံးကြရဟန်းတော်အပါ900အဲ့ဒီတဲကတပားကထူးထူးခြားခြားလိုက်မသွားဘူးကျောင်းတော်မှာကြံနေခဲ့တယ်သူဘလို့စဉ်းစားလဲဆိုတော့တော်တဲ့မှာနေဖို့ထိုင်ဖို့လက်မလွယ်ဘူး စားဖို့တောက်ဖို့လည်းမလွယ်ဘူးအဲ့ဒီတော့ဒီစေတဝန်ကျောင်းတော်မှာပဲဖရာရဲ့ဘုံရိတ်ကံရိတ်ကိုမိခိုးပြီးတော့ချမ်းချမ်းသာသာတတ်တတ်သာသာ နေရရင်တော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ်လို့သူကအဲ့ဒါလို့စဉ်းစားတာအဲ့ဒါလို့စဉ်းစားပြီးတော့သူကျောင်းမှာပဲနေခဲ့တာဝိจิตန်းကြီးစားကောင်တောက်ကောင်ယုံလို့တော့တရားနှလုံးတော့ကျင့်သုံးတာပေါ့ဗျာဟုတ်လားအဲ့ဒါလို့နေလာရင်းနဲ့ဟိုမှာတော်တဲ့ဝင်ပြီးတော့တရားကျင့်ကြတဲ့ပုဂ္ဂိုလ်တွေသတင်းဝါလာကျွတ်တော့ အားလုံးအာသဘောကုန်ခန့်လို့ယဟန္တာဖြစ်ကြတယ်။အဲ့ဒီမှာဝမ်းမြောက်ဝမ်းသာတို့တော့ပြုစရာကိစ္စအားလုံးပြီးပြီလူဖြစ်ကျိုးနဲ့ရတဲ့ချမ်းသာကိုမြတ်စွာဘုရားကိုရှောက်မယ်ဖရားဖူးရင်နဲ့ဆိုပြီးတော့အဲ့ဒီယဟန္တာတွေမြတ်စွာဘုရားတွေပြန်ကြွလာ။လမ်းမှာရွာတရွာဝင်ပြီးတော့ဆုံးခံတယ်။အဲ့ဒီမှာရွာကတခါကြီးကအဲ့ဒီယဟန္တာကိုအင်မတန်ကြည်ညိုတော့အရှင်ဘုရားမြတ်စွာဘုရားတွေရောက်ပြီးရင် ဘုရားတပည့်တော်ရဲ့အိမ်ကိုဆွန်းဖုံးပြီးကြွပါလို့အဲ့ဒါလို့ပင့်လိုက်တယ်။ကောင်းမြေတကာကြီးဘုရားဖူးပြီးရင်တော့တကာကြီးရဲ့အိမ်ကိုဆွန်းသာကြွခဲ့မယ်ဆိုပြီးတော့အဲ့ဒီယဟန်တော်ဒီမြတ်စွာဘုရားကြီးရောက်ရှ िख ိုးဥချအလပတန်လပပြောအဲ့ဒီမှာမြတ်စွာဘုရားကယဟန်တော်ဒီရဲ့တရားသူရခဲ့တဲ့အကြောင်းအတဝေါကုန်ခန့်တဲ့အကြောင်းကိုရှောက်လို့သိတဲ့အတွေ့အကြုံမြတ်စွာဘုရားအဲ့ဒီမှာဝမ်းမြောက်ဝမ်းသာတာရုခေါ် ာခေါ်ပြီးတော့စကားတွေတကယ်ကပဲစကားလက်ဆုံးကြရတယ်ပေါ့ဗျာဥစဉ်တို့လူလောကအနေနဲ့ပြောရမယ်ဆိုရင်အဲ့ဒါကိုတရားနှလုံးကျင့်သုံးဖို့လိုက်မသွားဘဲနဲ့ကျောင်းတော်မှာကြံနေတဲ့ယဟန်တော်တိတ်သတဲ့သူ့ရဲ့ဘွဲကအဲ့ဒီယဟန်တော်ကအဲ့ဒါကိုတဏှာကနေကြည့်ပြီးတော့ကြားနေတယ်ကြည်စမ်းမြတ်စွာဘုရားကအရေးပေးလိုက်တာတာဒူလဲခေါ်တယ် အရေးယူပြီးတော့စကားတွေလည်းအကြာကြီးပြောတယ်ငါကိုတခါမှမျက်စွာဘုရားကအဲ့ဒါလို့အဖက်လုပ်ပြီးတော့စကားမပြောဘူးငါကိုလည်းပဲအဲ့ဒါလို့လေးလေးဆန်းဆန်းတံပိုးထပ်ပြီးတော့မျက်စွာဘုရားစကားပြောတော်မူရင် ကောင်းမှာပဲငါကိုလည်းတာဓုခေါ်ရင်ကောင်းမှာပဲသူတို့များဟန်ရလိုက်တာဟောပေးတဲ့အလုတ်ကိုလှုပ်ဖို့တုန်းကတော့စိတ်ဝင်စားဘူးဗျာအကျိုးတရားတွေရလာပြီဆိုတော့မှစိတ်ဝင်စားနေလိုက်တာလောကလူတွေကအဲ့ဒီတိုင်းပဲ အလုတ်ကိုစိတ်ဝင်စားတာထက်အကျိုးတရားရလတ်တွေကိုစိတ်ဝင်စားတဲ့လူတွေမများဘူးလားများတယ်အကျိုးတရားတသက်ကြီးစိတ်ဝင်စားရုံမျှနဲ့အကျိုးတရားဟာမရနိုင်ဘူးအလုတ်ကိုစိတ်ဝင်စားရင်အကျိုးတရားဆိုတာတေချာပေါက်ရမယ်ဟုတ်ရဲ့လားအဲ့ဒါနဲ့သူကမလုပ်လဲဆိုတော့အဲ့ဒီယဟန်တော်တွေရဲ့မြတ်စွာဘုရားရဲ့ချီးမြှောက်မှုတွေကိုအားကျပြီးတော့ငါလေးပဲဖြစ်စီရမယ်ဟုတ် ေးတဲ့အချင်းယူပြီးတော့လုပ်ရမယ့်အလုပ်ကိုအခုရေတွင်းတူးပြီးတော့အခုရေကြီးတောက်ခြင်းနဲ့စိတ်ချမ်းသာဒုက္ခကိုဖြတ်လန်းကနေရခြင်းနဲ့စိတ်တွေသူ့တန်တန်မှာဖြစ်လာတယ်။ဒါလူသဘာဝပဲနော်။အဲ့ဒါနဲ့သူဘာလုပ်လဲဆိုတော့တညက်နေလုံးအားထုတ်တဲ့အပြင်းထန်ဘယ်သူမှစကားမပြောတော့ဘူး။ငါလည်းပဲသူတို့လိုတရားတို့ရစီရမယ်။သူတို့တဝါတွင်းလုံးအားထုတ်လာတဲ့တရားကို तू ကနာယီပိုင်းအတွင်းရခြင်းတာဖြစ်နိုင်ဘူး။အဲ့ဒါနဲ့မိုးချုပ် ဝူးချုပ်လာတော့အထုတ်နေကြမဟုတ်တော့ညညီလေးတော်တော်လေးနဲ့လာတော့ငိုက်လာတယ်။ဟာဟမ်းမရဘူး။အဲ့ဒါနဲ့အပြင်းထန်ကြီးပဲသူ့မှာအိမ်နေမရဘူးပြာရတွေခတ်ပြီးတော့ဘာလုပ်လဲဆိုတော့ညအိပ်ရမယ့်အချိန်မှာမအိပ်ပါပဲနဲ့အဲ့ဒီအင်မတန်မာကျောတဲ့ကြောက်ဖြာကြီးရှိတယ်လမ်းလျှောက်တဲ့ကြောက်ဖြာကြီးရှိတယ်အဲ့ဒီကြောက်ဖြာပေါ့အပြင်းထန်ဈဉ်ညံသွားပြီးတော့အထုတ်တယ်အဲ့ဒါနဲ့ညသကောင်လောက်ရောက်လာပြီဆိုတော့ ဘယ်လိုမှ तू မထိနိုင်တော့ဘူးအဲ့ဒါငိုက်ပြီးတော့အဲ့ဒီနာမှောက်ရလေတယ်။ကြောက်ဖြာပေါ်မှာမှောက်ရလေတယ်။ချေချောပြီးတော့အဲ့ဒီမှာအခက်မသိတော့ तू ပေါင်ကျိုးတယ်ဗျာ။နော်။ပေါင်ကျိုးပြီဆိုတော့ तू အဲ့ဒီမှာတီးထန်တဲ့အတန်နဲ့အော်တော့အဲ့ဒီမှာရောက်လာတဲ့စောစောကယဟန္တာ900ဟာတော့တို့တို့တငယ်ချင်းရဲ့အတန်ပဲ။အဲ့ဒါနဲ့သူတို့ကျင်းဆက်ရအကြောင်းအသီးသီးကနေကြွလာပြီးတော့သူ့ကိုပြုစုရတယ်။မိဒီပါတွေထွန်းပြီးတော့ အဲ့ဒီမှာမနဲ့တာလင်းရောယောဂါကမသက်တာအဲ့ဒါနဲ့ယဟန်တော်တွေအကုန်လုံးဝိုင်းပြုစုမနေ့တုန်းကမြတ်စွာဘုရားကိုရှောက်ထားတဲ့တကကြီးကဖျားဖူးပင်ရင်သူတို့ရဲ့အိမ်ကိုစွန်းစားကြွဖို့အဲ့ဒါဘုရားတပည့်တော်တို့စွန်းစားကြွပါရစေလို့ရှောက်ထားတယ်အဲ့ဒါအာယုံတက်လို့လင်းနေကြီးတော်တော်မြင့်အထိဒီမှာဒီယဟန်ကို ပြုစုနေရတာ ਨੇ အဲ့ဒီတကကြီးရဲ့အိမ်ကိုစွန်းဖုံးပြီးမကြွနိုင်အဲ့ဒီမှာမြတ်စွာဘုရားက ရှင်းသားတို့ဘာလို့မသွားကြတုံးစွန့်ဖုံးပေးသွားမယ်လို့မင်းတို့ငါရှောက်ထားတယ်မဟုတ်လားမှန်လားဗျာဒီမှာဘုရားတပည့်တို့ရဲ့တငယ်ချင်းကြီးကြောက်ဖြာပေါ်မှာလဲလို့ပေါင်ကျိုးလို့ဘုရားအဲ့ဒီမှာအကျိုးအကြောင်းမြတ်စွာဘုရားကိုရှောက်တယ်မြင်းချင်းရဲ့ရလက်တီဟာဘယ်လိုလဲဆိုတာလေးကိုစဉ်းစားရင်းနဲ့နားထောင်တော့ဒကမကြီးများလူတယောက်ပြင်းပြီးတော့အဲ့ဒီလိုကြီးဖြစ်တော့ကျန်တဲ့လူတွေပါဒုက္ခရောက်ကုန်တယ် အဲ့ဒီမှာမြတ်စွာဘုရားကဘာပြောတုံဆိုတော့ချက်သားတို့တဲ့အဲ့ဒီယဟန်ဟာအခုသာလင်တင်တို့ရဲ့သွားရမဲ့ခရီးကိုတင်တို့ရဲ့ရလာမဲ့လက်လာဘကိုအနှောင့်ရှက်ပြုတာ မဟုတ်ဘူးရှိတုံးကလည်းပြုဦးတယ်ဆိုပြီးတော့ဦးဇင်းတို့ဝရုဏဇတ်ဆိုတာလေးကိုဟောတယ်လှုပ်တင်လှုပ်ထိုက်တဲ့အလုတ်ကိုရှေးဦးစွာမလှုပ်ရင်ဘယ်လိုဒုက္ခရောက်တတ်တယ်လဲဆိုတာလေးကိုစက်မိလာတော့မြတ်စွာဘုရားဆိုတာညံကြီးတာဆိုတော့ပြောပြတာပေါ့ဟုတ်လား ဝရုဏဇတ်တယ်ဗျာအဲ့ဒါလေးလည်းနည်းနည်းလောက်နားထောင်ကြည့်အောင်အိမ်မှာမိမိတို့ရဲ့သားတွေသမီးတွေညီတွေအကိုတွေတကယ်လို့မြန်ပြင်းတဲ့စိတ်ဓာတ်ရှိနေတယ်ဆိုရင်အဲ့ဒီပုံမြင်လေးအဲ့ဒီဇတ်တော်လေးပုံမြင်မဟုတ်ပါဘူးဇတ်တော်လေးပြောပြရတာပေါ့ဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကခြေသားတို့တဲ့တခုသောဘဝတုန်းကငါဖုရားအလောင်းတော်ကြီးဟာဒိတာပမောက္ခဆရာကြီးဖြစ်တယ်အဲ့ဒီမှာတပည့်တွေငါမှ900လောက်ရှိတယ်တနေ့တော့ ရွာတရွာကအဲ့ဒီတပည့်တွေကိုထမင်းစားလာဖိတ်တယ်ဖိတ်တော့ဟုတ်ပြီမနဲ့ပြန်မနဲ့ငါရဲ့တပည့်တွေကိုလွတ်လိုက်မယ်ဆိုပြီးတော့ဆရာကြီးကလက်ခံထားတယ်အဲ့ဒါနေလေခင်နေလေနေခင်ရောက်တော့အိမ်မှာထမင်းချက်တဲ့ဂျွန်မကလာပြီးတော့ဆရာကြီးကိုပြောတယ်ဆရာကြီးထင်းဆိုင်เสียထင်းမရှိတော့ဘူးဒါကြောင့်ထင်းကုံသွားပြီအဲ့ဒီမှာတပည့်တွေကိုဆရာကြီးကအကင်းငါတပည့်တို့ တော်တဲ့ဝင်ပြီးတော့ထင်းခွေကြကြီးကွာထင်းတဲ့ရောက်တစည်းရအောင်ခွေကြကြီးဟခိုင်းလိုက်တယ်အဲ့ဒီမှာတပည့်တွေ900လောက်အကုန်လုံးပျော်ပျော်ပါးပါးကြီးတော်တဲ့ကိုထင်းခွေထွက်တယ်အဲ့ဒီထဲမှာခုနတုန်းကပေါင်ကျိုးမဲ့ယဟန်ဖြစ်လာမဲ့လူပြင်းနော်ပါတယ်နော်သူပါတယ်နော်သူလည်းလိုက်သွားတယ်နောက်ကနေပစိုးလေးပခုံးပေါ်တင်ပြီးတော့လိုက်သွားတယ်အဲ့ဒါဒီပြင်လူလင်နေဒီပြင်ចောင်းသားတွေကတော့တကယ်ပဲတော်တဲ့မှာ ထင်းဖြစ်နိုင်တာတွေအကုန်လုံးလိုက်ရှာပြီးတော့အာဂျိုမန်တဲ့ထင်းတစီရအောင်ကြိုးကြိုးစားစားရှာတယ်။အဲ့ဒီလူလင်ကတော့တိုးတဲ့ရောက်တော့ရှောက်ကြည့်တယ်။ရှောက်ကြည့်တာဘာကြည့်တာလဲဆိုတော့အိပ်ဖို့နေရာရှာတာသူကအဲ့ဒါနဲ့ရှောက်ကြည့်ရင်းနဲ့ရေခရက်ပင်ကြီးတစ်ပင်တွေ့တယ်။အဲ့ဒီရေခရက်ပင်ကြီးကအရွက်တွေအကုန်လုံးကျွေးနေတော့တစ်ပင်ချောက်ကြီးနဲ့အင်မတန်တူတယ်။ပြင်းတဲ့လူဆိုတာ ပြင်းတဲ့သဘောနဲ့ရှိတယ်။တိတဲ့တိလိုက်တာဟာပြင်းတဲ့လူအတွက် မသိတာပဲများတယ်အဲ့ဒီတော့ဒါကြီးဟာရေကြက်ပင်ကြီးအဆူကြီးလို့ तू မသိဘူးအဲ့တော့ तू ကသူများဖို့တောင်းအထင်သေးနေသေးတယ်ဖူကောင်နေအလိုက်တာဒါသစ်ပင်ကြောင့်ကြီး तू တို့မသိလို့ရှောက်ရှားနေတာတကယ်ဆိုရင်ဒီအပင်ကြီးကိုချိုးဖြူပြီးတော့ယူသွားပြီးတာပဲငါကတော့လူရည်လေတဲ့လူဆိုတော့မင်း तू ကအဲ့လိုလဲတွေးသေးတယ်တွေးပြီးတော့အဲ့ဒီရေကြက်ပင်အောက်မှာအဆိုးဆုပ်လေးခင်းပြီးတော့အဲ့ဒီသစ်မြက်လေးခေါင်းခုပြီးတော့အိတ်တာပဲ သူများထင်းခွေနေတဲ့အချိန်မှာ तू ဘာလုပ်နေလဲအိတ်နေတာအဲ့ဒါနဲ့အကုန်လုံးထင်းခွေလို့ပြီးရပြီဆိုတော့ तू ကတော်တော်ကြီးအိတ်မောကြနေတော့ចောင်းသားတွေကသူ့ကိုခြေတော်နဲ့နှုတ်ပြီးတော့ဟေ့ကောင်ထထထတို့သွားတော့မှာဆိုတော့အဲ့ဒီတော့မှပြူးပြူးပြဲတဲ့သူထလာပြီးတော့ဟာနေကြပါအောင်ဟာတော်တယ်ငါတယောက်တည်းမနေရဘူးကြောက်လဲကြောက်တတ်တယ်သူကအဲ့ဒါနဲ့မင်းပြင်းလုံးကပြင်းနေပြီးတော့တို့သွားနေမယ်မင်းဖြည်းဖြည်းမှလိုက်ခဲ့ထင်းတစည်းမရသေးတော့သူဆရာကြီးကိုလည်းကြောက်ရတယ် အဲ့ဒါနဲ့အဲ့ဒီရေခတဲ့ပင်ကြီးပေါ်ကိုအပြေးလွှတ်တက်ပြေးလွှတ်တက်ပြီးတော့သူထင်းကြောက်တီလို့ထင်းတဲ့အကိုင်းတွေကိုသူချိုးတယ်အဆူတွေဖြစ်နေတာဆိုတော့တော်တော်နဲ့မကြိုးဘူးအဲ့ဒါနဲ့မရမကချိုးလင်းကြောင်းလောက်ရတော့အောက်ပြစ်ချပြီးတော့နောက်ထင်းချောင်းတစ်ချောင်းကိုအလော30ချိုးလိုက်တာအဲ့ဒီထင်းချောင်းကကျိုးပြီးတော့အရှင်လုံးပြီးတော့မျက်လုံးတစ်ဖက်ကိုလာပြီးတော့ထိုးမိသွားတယ်အဲ့ဒီမှာအဲ့ဒီမျက်လုံးကသွေးတွေထွက်လာအဲ့ဒီမှာအဲ့ဒီမျက်လုံးကိုလက်တစ်ဖက်နဲ့ပိတ်ပြီးတော့သစ်ပင်ပေါ်ကခရရခက်စီဆင်း ရတဲ့တင်းလေး56ချောင်းခုနှစ်ချောင်းကိုပစိုးလေးနဲ့စီးပြီးတော့နောက်ကနေအပြေးလိုက်တယ်လက်တစ်ဖက်ကမျက်စိကိုပိတ်ထားရတယ်အဲ့ဒီမျက်စိကန်းသွားတယ်အဲ့ဒါနဲ့တငယ်ချင်းတွေနောက်သူမမိပါဘူးအဝေးကြီးမှာပြက်ကြံနေရတယ်အိမ်လေးရောက်ရောတငယ်ချင်းတွေကထင်းတွေပါတယ်အကုန်လုံးစီးပြီးတော့ပုံထားတယ်သူကနောက်ဆုံးမှရောက်တော့သူ့ရဲ့ထင်းစည်းကအပေါ်ဇွန်ဆုံးမှ ဖြန့်ပြီးတော့ထားလိုက်တယ်မနေ့လင်းတော့ကျွန်မဖြစ်တဲ့လူကမနေ့ခင်းစောစော ထမင်းစားသွားရမှာဆိုတော့အစိုးကြီးထပြီးတော့ထမင်းစားလိုက်မယ်ယာကုတောက်ပြီးတော့သွားကြဆိုဆရာကခိုင်းတော့ယာကုထပြီးတော့ဂျိုလာအပေါ်ဇွန်ဆုံးထင်းတွေကိုဆွဲချလာတယ်ကျွန်မကလည်းခအားအားဟိုရောက်တော့မီးဖို့တဲ့ရောက်တော့မီးမွေးတယ်ထင်းအဆူတွေနဲ့မွေးတော့မီးကတနေကိုတမနဲ့လုံးမွေးလို့မရဘူးကန်ကန်ကန်ယာကုတောက်ကြမယ်တို့ရွာကိုဆွန်းစားထမင်းစားသွားရမယ်ဆိုတော့ယာကုကကြက်ဖို့ဝေလာဝေးလို့မီးတောင်ညှိလို့မရသေးဘူး အဲ့ဒီမှာနေကြီးမြင့်တော်ဆရာကြီးကဟေးငါတပည့်တွေမင်းတို့ဘယ်လိုမသွားကြတုံးအဲ့ဒီမှာယာကုမကြိုဘူးကျွန်မကဆရာကြီးဒီကောင်တွေထင်းနေအဆူတွေခွေးလာတယ်အဲ့ဒီမှာပြက်တနာကဆရာကြီးနားပေါက်ကြတော့ဘာဖြစ်လဲလို့စစ်လိုက်တော့ပုံမှန်မျက်စိတစ်ဖက်ကိုလက်နဲ့အုပ်ထားတဲ့လူတရခံကတရခံကလူတယောက်ပြင်းတာနဲ့ကြံတဲ့လူတွေအကုန်လုံးဆက်ဆက်ရဆက်ဆက်ရဘာဖြစ်သွားတယ်ဒုက္ခတွေရောက်ကုန်တယ်အဲ့ဒီမှာဆရာကြီးက သူ့ရဲ့တပည့်တွေကိုဂါထာလေးတစ်ပုဒ်နဲ့ဆုံးမတယ်ဘုရားလောင်းဆိုတော့ဉာဏ်ကြီးတာပေါ့ဗျာယောပုဗ္ဗေကရတိယာနိပစ္ဆံသောကာတုမိသံတိဝရုဏကထာပင်သောဝသပစ္ဆာမတုတ္တပတိယောအကျင်ပုဂ္ဂိုလ်သည်ပုဗ္ဗေကရဏိယာနိရှိဥစွာလုတ်တင်တဲ့မှုကိုပစ္ဆံနောက်ကာလကြမှာကာတုံ ပြုခြင်းကအိသတိအလိုရှိတဲ့သောထုပုဂ္ဂိုလ်သည် ဝရုဏကဋ္ဌပင်သောဝါထင်းချိုးလိုမျက်စိကန်းသောလူလင်ကဲ့သို့ပိစာနောက်ကာလ၌အနုတ္တပတိအဖန်ပန်တလဲလဲပူပန်ရကုန်၏